ျမ်းပြည်နယ်မူဆယ်105မိုင်ကုံသွေးရေးဇုံကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခံခဲ့ရမှုကြောင့်မူဆယ်မြို့နယ်ကုံသွေးရေးဇုံတို့ကိုစစ်တပ်နဲ့ရဲပူးပေါင်းပြီးလုံခြုံရေးတွန်းပြစ်ဆောင်ရွက်ထားတယ်လို့မူဆယ်ခရိုင်ရဲတပ်ဖွဲ့ကသိရပါဗျ။စောလာ28ရက်နေ့ည10:00နာရီ10မိနစ်ခန့်က60မမပုံစံနဲ့မိနစ်ခြားက3ချိန်တိတိပြစ်ခတ်ခံခဲ့ရတာကကုန်စီတိုင်းအနီးမြန်မာနိုင်ငံသားများဖန်အနီးနဲ့ ရဲစခန်းအနီးကရွှေလိပ်ပြာစားတောက်ဆိုင်ပေါ်တို့ကိုကြားရောက်ပေါက်ခွဲခဲ့တာဖြစ်တယ်လို့တရ9မိုင်ကုံသွေးရေးဆုံးဒုတိယညွှန်ကြားရေးမှူးထံကသိရပါဗျ။စစ်တပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းပြီးမြို့ရင်းမြို့ပြင်မှာလုံခြုံရေးရယူထားပြီးခလာရ45တပ်က၎င်းတို့အစ်စ်ပြူအားပိုင်းအရာနေညလုံခြုံရေးဆောင်ရွက်နေပြီးမူးဆဲခရိုင်ရဲတပ်ဖွဲ့ကအတွင်းလုံခြုံရေးမြို့ရင်းလုံခြုံရေးကိုယူထားတယ်လို့မူးဆဲခရိုင်ရဲတပ်ဖွဲ့မှမင်းမင်းဦးကဇွန်လ29ရက်နေ့ကပြောပါဗျ။ ်လိုအပ်ပါကမျိုးရင်းပိုင်းကိုစစ်တပ်ကလိုက်ပါကင်းလှည့်ပေးပေမဲ့ကုံသွေးစုံရဲ့အနီးအနားမှာတောတောင်တွေကများနေတဲ့အတွက် အပြင်ကနေချောင်းမြောင်းပစ်ခတ်တာမျိုးမှာချက်ချင်းလက်ငင်းတုံ့ပြန်မှုဆိုတာမလွယ်ဘူးလို့ဆိုပါရယ်မူဆယ်105မိုင်စုံကိုပြစ်တာဆိုပေမဲ့ပြည်သူတွေလည်းထိတ်လန့်ကုန်ပြီးဇုံနဲ့မူဆယ်မျိုးက9မိုင်ခန့်ပဲဝေးတယ်လို့မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှမင်းမင်းဦးကပြောပါရယ်မူဆယ်105မိုင်ကုန်သွယ်ရေးဇုံနဲ့၅ဖာလုံးကအကွာအဝေးမှာခလာရ45ကတက်ဆွဲထားပြီးဒီဖြစ်စဉ်အပြီးမှာ မျိုးရင်းမျိုးပြင်လှဲ့ကင်းပက်ကင်းတွေနဲ့ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေရလို့အဆိုပါခရိုင်ရဲတပ်ဖွဲ့မှကပြောပါရယ်ပြစ်ခတ်မှုကြောင့်ထရားရရှိခဲ့တဲ့နှစ်ဦးအနက်အမျိုးသမီးတဦးဟာ မူးဆဲဆေးရုံမှာဆက်လက်ကူတာနေဆဲဖြစ်ပြီးဇုံအတွင်ကူတန်ရောင်းဝယ်မှုဟာလည်းပုံမှန်အတိုင်းလည်ပတ်နေရလို့တရ5မိုင်ကုံသွေးရေးဇုံရဲ့ဒုတိယညွှန်ကြားရေးမှူးဦးစိုးဝင်းမောင်ကဆိုပါတယ်ကြာရောက်ခဲ့တဲ့ဘုံဆန်အစားအနာတွေကိုခလာရ45နဲ့တက်မ88တို့ကလာရောက်စစ်ဆေးခဲ့ပြီး60မမဘုံဆန်ဖြစ်တယ်လို့အတည်ပြုပေးခဲ့ပါတယ်